ဒီတစ်ခေါက်ဗီဒီယိုကတော့ကျွန်တော်ရှိမှလည်းနေပါတင်ပြတဲ့အကြောင်းအရာပေါ့နော်အဲ့ဒါကတော့ဒါပုပ်ဝင်နိဝါဒနုဒတိအပိညာအဲ့အဲ့ဒီညာနဲ့ဒီရှိဝါတွေကိုဘယ်လိုပြန်ကြည့်သလဲဘယ်နည်းလမ်းနဲ့ကြည့်သလဲပေါ့နော်အဲ့တော့တချို့ကလည်းမေးကြတယ်ဒီညာကပေါ့နော်ဒီဇာတိတ္တရဆိုတဲ့ညာနဲ့တူသလားပေါ့ဇာတိတ္တရဆိုတာလည်းဟုတ်တယ်သူကရှိဘွားတွေကိုသူကမှတ်မိတယ်ကိုယ်ရင်ဘွားတွေပေါ့နော်ဒါပေမဲ့သူကအလွန်ဆုံးမှတ်မိရဲ့နှစ်ဘွားသုံးဘွားပေါ့ပြီးတော့အဲ့ဒီဇာတိတ္တရဆိုတဲ့အရာကသူကကျင့်စရာမလိုဘူး မွေးကလေးကဗျာသူကအော်တိုမတ်မိနေတာမျိုးအဲ့တော့ခုခေတ်လူဝင်စားတွေကဒါဇာတိတရညာရတာတဲ့ပုံကိုယ်တွေလို့ပြောလို့ရတယ်ဒါမျိုးခုတရားမှာပါတဲ့အကြောင်းအရာတွေကကြတော့ဒီပုံဝင်နိဝါဒပေါ့နော်အကိုကိုယ်တိုင်ကြင့်ကြံပြီးယူရတဲ့အရာမျိုးအဲ့ဒီညာရဲ့သဘောတရားကသူကစာပေရဆိုရင်သူကရှေးဘဝကိုကိုယ်စွမ်းရှင်ရှိသလောက်ပေါ့နော်ဆက်ဆက်ပြီးကြည့်သွားလို့ရတယ်အဲ့တော့ဘလို့နီးလန်းလဲဆိုတော့အသေးစိတ်ကိုကျွန်တော်ကြည့်ကြည့်လိုက်အောင်ဦးဇင်းအတိတ်ဘဝတစ်ခုရဲ့သေကံနီးခံစားရတဲ့ နမိတ်ကိုမြင်ခဲ့ပါတယ်။တည်တဲ့အခါမှာဦးသိန်းကဖခင်ဖြစ်တယ်။ဘိနာမှာဇနီးနဲ့သားသမီးတွေရှိတယ်။အဲ့ဒီလိုနဲ့အသေးအံဖြစ်နေတာကိုခံစားနေရရင်နဲ့ရုံးဆိုတဲ့မျောသွားတာပေါ့။ဒါပဲနဲ့မျောတဲ့လူကမျောတယ်လို့ပဲသိမယ်။ဘလို့ဖြစ်လာလဲဆိုတော့အိမ်ကြီးကမှောင်နေတယ်။မှောင်နေတော့မှောင်တာကိုမကြိုက်တော့မီးထွန်းစေခြင်းနဲ့။မီးထွန်းခြင်းတော့ဇနီးနဲ့သမီးကိုမီးထွန်းခိုင်းတာ။ ူတို့ကဂယုမဆိုင်သူဖြစ်ဘလို့ဂယုမဆိုင်တာလဲဆိုရင်ယောဂီတို့ကိုခွေးတကောင်ကိုဟဲ့အောင်နေမင်းမကိုက်နေမဟောင်နေမင်းဖရာတရားတန်ခါယနာသုံးပါးကိုကြီးညိုဝိပဿနာရှုအဲလိုဩပြောလို့ရှိရင်အောင်နေကခံယူနိုင်မှာမလားအော်ငါပြောတဲ့အတန်ကပြော့လို့ဆိုပြီးတော့ဟဲ့အောင်နဲ့အတန်ကွဲမတတ်ဘူးနော် မဟောင်းနဲ့မကြိုက်နဲ့ဒါအကုသိုလ်တရားတွေနော်ဝိပဿနာတရားကျင့်ခန္ဓာ၅ပါးယုံနာ၅ပါးရှုလို့အတန်ကွဲအောင်អော်တော့ရောအောင်တဲ့ကဘယ်နဲ့နေမလဲမခံစားဘူးအရမမဟုတ်လို့အတန်ကျက်ဆက်ဆယ်လုံးလုံးနဲ့ဝိုင်းអော်ပြီးတော့ဟဲ့အောင်တဲ့ဟောင်းနာကြိုက်တာမကောင်းဘူးနော်မတရားဖို့တရားရောက်ဝိပဿနာတရားအားထုတ်ပါလို့အတန်ကျက်ဆက်ဆယ်လုံးနဲ့អော်တော့အောင်တဲ့ကဘယ်လိုလဲမခံစားဘူး အဋ္ဌတိုင်းကြီးဖြစ်တယ်လူဘဝမှာလှစ်ခနဲ့ဆိုမျောလိုက်တာနဲ့ဘဝခြားသွားတာနဲ့ကိုနမိတ်ထဲမှာတော့အကောင်ကြီးပေါ်အိမ်မက်ထဲမှာအိမ်မက်လိုမဲ့လိုက်တာမှောင်နေတော့မကြိုက်တော့မီးထုံခိုင်းတာဇနီးနဲ့သမီးကို အတင်းထုံခိုင်းတာထုံခိုင်းတာသူတို့ကအဲ့ဒီအောင်တဲ့လူပဲဖြစ်အဲ့တော့ငါသတိနဲ့ငါသမီးကငါခိုင်းတာမလုပ်ဘူးဆိုတော့ထပြီးတော့ဒေါသဖြစ်ပြန်ရင် ဒေါသဖြစ်တော့မကြည်နပ်ဘူးမကြည်နပ်တော့သားကိုထုံးကိုင်းမယ်ဆိုပြီးတော့အိမ်ရှိထွက်တော့သားကအိမ်ရှိမှာကြီးစားနေစကားပြောဒေါသပေါက်ပွဲပြန်ရောဒီလောက်နိဗ္ဗာန်အပြင်းထန်ဖျားနာနေတဲ့ကြားကသားကဖေးကိုမစောက်ရှောက်ပဲနဲ့ကြီးစားစကားပြောရလားဆိုသားကိုလည်းဒေါသဖြစ်ဟိုသူနဲ့ဇီယာပြောတဲ့ကောင်းပေါင်းလည်းဒေါသတွေဖြစ် မောင်လို့ဒေါသကိုဖြစ်မောင်လို့ဒေါသတွေဖြစ်သမီးကိုမိထုံးကိုင်းလို့မရလို့ဒေါသတွေဖြစ် ဒီကြားထဲမှာသားကဖေကိုဂယူးမဆိုင်ပဲနဲ့ရည်စားပြောနေတာကိုဒေါသတွေဖြစ်အတင်းအော်ပြောမရအောင်အဲ့တော့မကြင်နှက်တာနဲ့ဦးစင်းဒါအဲ့ဘဝပေါ့လေသားကိုဒုံနဲ့ရိုက်မယ်ဆိုပြီးဒုတ်ကိုသွားကင်တာတွေးတာတော့ဒုတ်ပဲကင်လေးလို့ရှိရင်မရှိကင်လေးလက်ပဲဖြစ်တယ်ပြန်ပြီးကင်တယ်ဒုတ်ဆိုပြီးပေးကြကင်တယ်လက်လဲဆိုးလေးကိုမရှိအဲ့လိုဒုတ်ကိုကင်လို့မရလေဒေါသဖြစ်လေး တုတ်တိမေအထကရာထဲမှာပုပ္ပိနိဗ္ဗာဒအဘိညာဉ်ရှုွက်ကို ဖောက်ဆရာတော်ဘုရားကြီးကအခြေခံ၍ဝိပဿနာဉာဏ်ဖြင့်အတိတ်ဘဝကို ရှုစေတယ်။ပုပ္ပိနိဗ္ဗာဒအဘိညာဉ်ကို ရှုမဲ့ပုဂ္ဂိုလ်ကကတိုင်းရှိပါပထရာဘောတေဇောဝါယော နီလပိတာလောဟိတဩရာဒဆိုတဲ့ကတိုင်းရှိပါ အခြေခံ၏တမပတ်ရှိပါပေါအောင်တွားရတယ်။ပြီးလို့ရှိရင် ဇာနပတိလောမတဲ့အစင်တန်းချင်ရတယ်ဇာနအနုလောမတဲ့အစင်တန်းချင်ရတယ်ပြီးရင်ဇာနပတိလောမပြီးရင်အနုလုံပတိလောအနုလောမပတိလောမဆိုအပြန်လန်ပြန်ချင်ရတယ်ခုံပြီးချင်ရတယ်အဲ့ဒီဟာတွေကိုကောင်းစွာခြင်းပြီးတဲ့နောက်အဖြောင်းကတိုင်းသရုတ်ထဆန်ထူထောင်၍နီးကတ်သော အတိတ်ခဏကတမနစ်ကယုတ်နံနမနစ်ကယုတ်နံ ငါးမိနစ်ကယုတ်နံလွန်ခဲ့တဲ့တနင်္ဂနွေကယုတ်နံဒီမနေ့ကယုတ်နံမနေ့ကယုတ်နံတနေ့ကယုတ်နံလွန်ခဲ့တဲ့တပတ်ကယုတ်နံလို့ယုတ်နံနှစ်ပါးကိုကောင်းစွာရှုနိုင်ပြီဖြစ်တဲ့တော်ကောင်းတွေကအဲ့ဒီလို14မြို့တော့အချင်းရာဖြစ်ကျင့်ပြီးနောက်တဖြည်းဖြည်းနောက်ကိုဆုတ်ဆုတ်ဆုတ်သွားလိုက်တာနောက်ဆိုမိခင်ဝန်ထဲလေယုတ်နံနှစ်ပါးပဲတွေ့တော်တယ် လွန်ခဲ့တဲ့စင်တစ်ကယုံနံကိုရှုပြီးတဲ့အခါရံဖန်ရံခါယောဂီတွေကရှောက်တယ်။ငယ်ရုပ်လေးတွေပြန်ပေါ်လာတယ်ဗျာ။တခါတည်းဘယ်လိုမှမမှတ်မိနိုင်တော့ဘူးလို့ထင်ရတဲ့စိတ်လိုလျားနဲ့မှတ်သားထားခြင်းမဟုတ်တဲ့အာယုန်တွေပေါ်လာတာသိအံ့ဩကြတယ်။ရုပ်ပုံတွေပေါ်လာရင်ဓာတ်ကြီးလေးပါဖန်ဆိုင်လျားတွေအဲ့ဒီမှာယုကလတ်တွေဖြစ်ပြီးဘဝင်ကိုဖန်ဆိုင်ပြီးယုံနံနှစ်ပါးနေတဲ့နောက်ကိုဆုပ်ဆုပ်ပြီးတော့ အသက်30ရှိပြီဖြစ်တဲ့တတော်ကောင်းကနောက်နှစ်30ကိုနောက်ကိုပြန်ဆုတ်သွားဟိုကလေးဘဝကိုရောက်ပြီးမိခင်ဝန်တဲကနေစထွက်တဲ့အချိန်ရုပ်နာပဲတွေ့တယ်ပြီးရင်မိခင်ဝန်တဲကိုဆက်ရှုသွားဟိုကလရရဲ့ကြီးတည်တဲ့အခိုက်ကိုဆက်ပြီးရှုလို့ရတယ်ရှုနိုင်တဲ့တတော်ကောင်းတွေပြည်တွင်ပြည်ပနှစ်ဌာနလုံးမှာရှိပါတယ်ရုပ်နာနှစ်ပါးကိုပရမတ်ညာအမြင်ဆိုင် အောင်ရှုနိုင်ရင်တော့အဲ့ဒီလိုရှုနိုင်ကြတာကြီးပါပဲဒီနေ့တရားတော်ကောင်းတွေမနေ့ကယုံ nant မပြောပါနဲ့ပြီးခဲ့တဲ့9မိနစ်ကယုံ nant ကိုပြန်ရှုမယ်ဆိုရင်ရနိုင်ပါမလားဘာဖြစ်လို့မရလဲတမာတိမရှိသေးလို့ယုတ်တရားနံတရားတွေကိုပရမတ်ဉာဏ်မြင်ဆိုင်အောင်မသိသိရသေးလို့လို့အကြောင်းကို ပြရမှာပါဒါဆိုရှုနိုင်တဲ့ပုဂ္ဂိုလ်ကရှုနိုင်တဲ့အရာဒီဖြစ်နိုင်ရသောအကြောင်းဟုတ်လားမဟုတ်ဘူးလား ဟုတ်တယ်အဲ့ဒီပုပ္ပိနိဝါဒအဘိညာဉ်ရှုခွက်ကိုအခြေခံ၍အာနာပါနပထမဇံမသရုဋ္ဌဇံထူထောင်ပြီးတော့လွန်ခဲ့တဲ့9မိနစ်ကယုတ်နံလွန်ခဲ့တဲ့တဏ္ဍာရီကယုတ်နံလွန်ခဲ့တဲ့မနက်ကယုတ်နံမနေ့ကယုတ်နံတနေ့ကယုတ်နံလို့နောက်ကိုဆုတ်ဆုတ်ဆုတ်ပြီးရှုသွားလိုက်ရင် မိခင်ဝန်ထဲကလရေကြီးတည်တဲ့အခိုက်ကိုရောက်သွားတယ်။တော်ရှိရတင်ခဲ့တဲ့ပြီးတော့မှလည်းပြောခဲ့ဘူးတယ်ပေါ့နော်။ လူစိတ်မှာဒါဝီထိစိတ်ရယ်ဘဝင်စိတ်ရယ်တနည်းအားဖြင့်ဒါတိစိတ်ရယ်မတိစိတ်ရယ်ပေါ့နော် ကျွန်တော်တို့ရဲ့ဒါသိစိတ်တွေမှတ်သမျှကဝီထိစိတ်တွေဖြစ်တယ်အဲ့တော့ခုပြောနေတဲ့ပုံတော့ဒါပုံဝင်နေဝါသဆိုတဲ့ဒီကျင့်စဉ်ပုံတော့ तू ကဘယ်လိုမျိုးလဲဆိုရင်ဒီဖြစ်နိုင်တာကကိုယ့်ရဲ့သိစိတ်တွေကိုခဏဘေးဘယ်ထားပြီးတော့မသိစိတ်ကိုနှိုးလိုက်တယ်ပုံတော့ပြောရရင်ဘဝင်စိတ်ပေါ့မသိစိတ်ထဲမှာဒီမှတ်တမ်းတင်ထားတဲ့အရာတွေပြန်ပြီးတော့ကြည့်ပုံရတယ်ဘလို့လဲဆိုရင်ပုံတော့အခုပြောခဲ့တဲ့အကြောင်းအရာတွေကကျွန်တော်တို့ကဒါအိမ်ဝတ်ချရတယ်ဆိုတဲ့အရာနဲ့တွားတူတော့တွေ့ရတယ်အိမ်ဝတ်ချခံရတဲ့လူတယောက်ကလည်း तू ကလည်းအဲ့ပုံစံတိုင်းပဲပုံတော့တကယ်တော့ तू ကအိပ်ပျော်သွားတယ် အိပ်ပျော်သွားတဲ့အချိန်မှာသူ့ရဲ့တိတ်ကိုဒါပြန်ပြီးမြင်ရတယ်ပေါ့နော်။သူသူမြင်နေရတဲ့အရာကိုဒါဘေးရဲ့လူဘာမြင်ရတယ်ဘာမြင်ရတယ်ဆိုပြီးသူပြန်ပြန်ပြီးပြောတယ်ပေါ့နော်။အဲလွန်ခဲ့တဲ့မိနစ်ကယုံနဲ့လွန်ခဲ့တဲ့နာရီကယုံနဲ့အဲ့ဒီကနေဆက်ဆက်ပြီးတော့ရှုသွားလို့ရင်ဒါကရလရေချီစင့်တီရောက်တယ်။အဲ့ဒီကနေထပ်ပြီးတော့ရှုရဲဆိုရင်ရှေးဘွားပေါ့နော်။တေကန်ကြီးချိန်နေပါရောက်တယ်။ဤဆုံးကနေဒါတဆင်ချင်းသွားတော့ပြီးတော့ရှုရတဲ့ပုံစံမျိုးပဲ။အဲ့တော့ဗျာကိုကဘဝထောင်နဲ့ချီပြီးတော့မှတ်မိနေတယ်ဆိုရင်တော့တော်တော်ကြီးကိုဒါတဆင်ချင်းသွားမယ်ပုံစံမျိုးပဲအဲ့ဒီတပြည့်လေး အဲ့ဒီအဆင့်ကိုရောက်သွားပြီသူ့နံပါတ်6ဘဝလောက်ထိသင်ပေးထားတယ်နံပါတ်6ဘဝကနေစီတန်းပြီးပြောမယ်နော်အဲ့ဒီဘဝမှာ तू ကမြမာကြီးဖြစ်တယ်မြမာဖြစ်တယ်ဆိုတော့ဒါနဖြစ်ရောက်နိုင်လားသီလဖြစ်ကောရောက်နိုင်လားဝိပဿနာဉာဏ်ဖြစ်ကောရောက်နိုင်လားအဲ့ဒီဘဝမှာတင်ခင်မှာတေဃာနီမရဏတဏ္ဍံသောဆိုးတဲ့အချိန်မှာ ဇန်တမာတိကိုမလျှော့ကြအောင်ဝင်စားနိုင်တဲ့အတွက်သုတိစေရဲ့နောက်ွယ်၌ဇံဝင်စားလျက်နဲ့ဗြမပြီမှာ ကိုထင်ရှားဘွားကနေရခဲ့သောအကြောင်းနဲ့အကျိုးကို ကောင်းစွာရှုနိုင်ခဲ့တယ်။အဲ့ဒီဗြမပြီမှာဇံဝင်စားပြီးတော့တတန်းရှိနေခွင့်ရခဲ့တော်ညာလေးပဲ။အဲ့ဒီဘွားမှာတတော်ထင်ရှားဖျားရှင်ကိုဖူးခွင့်ရခဲ့တယ်။ဇန်တမာတိကို ဒီကနေ့ချိန်မှာကောင်းတာမထိမ့်သိမ့်နိုင်ခဲ့ပေနဲ့ဖះရဲ့အာယုနောက်ဆုံးလာပေါ်တယ်ဆိုတော့ရူပဝဆရကုတုလာကာမဝဆရကုတုလာဒါကြောင့်မို့အဲ့ဒီမြမာကြီးကွယ်လွန်အိဋ္ဆာရောက်သွားပြီးတဲ့နောက်မှာလူပြည်မှာလူပရိသတ်တွေလာနေတယ်ဖះရှင်ဒီဟုသောအာယုန်ဒီနောက်ဆုံးအာယုန်ဖြစ်တဲ့အတွက်ကြောင့် ကံဟာအင်မတန်အာကြီးသောကံလို့ခေါ်မယ်ကာမဝဆရာကုတုကံဒီထဲမှာအဲ့ဒါကြောင့်မို့အဲ့ဒီဘဝမှာ तू ဟာတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ဘဝကိုရရှိခဲ့တယ်အဲ့ဒီတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ဘဝမှာကုတုကံတွေလည်းအများကြီးလှုပ်တယ်လို့နန်းတော်ထဲမှာလှစ်လေတဲ့အခါမြင်တွေ့ခွင့်ရတဲ့ဆောင်ရွက်ခွင့်ရတဲ့အရာတွေလည်းအများကြီးပါပဲအဲ့ဒီထဲကမတိလိုက်မတိပါတာ နှစ်သက်ခဲ့မိတဲ့အာယုံလေးတစ်ခုရှိတယ်။နွားလှလေးတစ်ကောင်ကိုအဲ့ဒီမင်းကြီးကသဘောကျနေခဲ့တာပဲ။တခြားသောຢာတွေလည်းသဘောကျတာတွေမရှိဘူးလား။ရှိပါတယ်။သို့တော်လည်းအဲ့ဒီမင်းကြီးလည်းဘုရားတို့တော်လည်းရှောင်လဲလို့မရတဲ့ဒေခြင်းတရားကိုနောက်ဆုံးရင်ဆိုင်ရပြီ။ဒေဂာနိမရဏတဏ္ဏသော ဆိုးတဲ့အချိန်မှာ တခြားသောကုသကံအာယုံတွေကအကျိုးမပေးဘဲနဲ့အဲ့ဒီနွားလှလေးရဲ့အာယုံကအကျိုးပေးတဲ့အတွက်ကြောင့် အဲ့ဒီမင်းကြီးတဲကွယ်လွန်အနိစ္စရောက်သွားပြီးတဲ့နောက်နဲ့ရဆံပြီးတဲ့နောက်မှာနတ်ဘဝမှာနှစ်သိုးကြီးဖြစ်တယ်။ဇမဘဝဒက္ခံကောင်းတဲ့ဖြတ်တန်းခဲ့တယ်။ဇမနဲ့နိကနေတဲ့မင်းကြီးဘဝဒက္ခံကောင်းမှတည်ကြတယ်။ဒါပေမဲ့စိတ်ဆိုတာအမတန်မှဆန်းကျင်တယ်။မဆွဲလန်းတဲ့အရာပေါ်မှာလဲဆွဲလန်းမိတတ်တယ်။ မကောင်းတဲ့အရာဒီပုံမှာလေးပဲနှစ်သက်တတ်တယ်။ကောင်းသောအရာဒီပုံမှာလေးပဲမနှစ်သက်ခြင်းဆိုတာဖြစ်တတ်တယ်။အခုလည်းပဲအကောင်းအဆိုးနှစ်ပါးစလုံးရှိခဲ့တော်လဲနောလှလေးကိုနှစ်သက်တဲ့စိတ်ကအကျိုးပေးသွားတဲ့အတွက်ကြောင့်ဒီဒီအချားမေမှာနောဘဝရရှိခဲ့တယ်။ဓက္ခံကောင်းတဲ့ဖြတ်တန်းလာခဲ့လို့အဲ့ဒီနောဘဝမှာဓက္ခံကောင်းတွေဖြစ်တည်နေတယ်လို့ဆိုရမယ်။ ဒီနေ့တရားနာပြည့်တဲ့သူတော်ကောင်းတွေဘာစိတ်ဝင်စားလဲတော့မသိဘူးဒီနေ့တရားဟောတဲ့ပုဂ္ဂိုလ်ကလူတွေရဲ့ဇယက်ကိုအမတန်စိတ်ဝင်စားတယ်လူတွေရဲ့သဘောထားကိုလည်းအမတန်စိတ်ဝင်စားတယ်တိရိစ္ဆာန်လေးတွေလည်းအဲ့ဒီတိုင်းပဲတပည့်တော်တို့ပေါင်းဝန်းကျင်မှာခွေးတွေရှိတယ်နော်ခွေးတွေတကောင်နဲ့တကောင်ဓက်ခံတူရဲ့လားတချို့ခွေးတွေဟာဟောင်းလုံးနဲ့မန်လုံးနဲ့တချို့ခွေးလေးတွေကမငြိမ်သက်ဘူးလား ဓက္ခံဒီ क्वे ပြတာအဲ့ဒီတိရစ္ဆာန်ဒီမှာလည်းမပေါ်ဘူးလားရှင်ဖျားတို့မှာရော क्वे လာတူလား क्वे ကြတယ်အခုဒီနွားသူ့ရဲ့ပိုင်ရှင်ကတနေ့ကျတော့ကောင်းမှုကုသိုလ်ပြုမယ်ဆိုပြီးတော့လူပဲဝတ္ထုပစ္စည်းတွေကိုလှဲပေါ်တင်ပြီးအဲ့ဒီနွားကြီးကိုဆွဲစီတယ်လူမဲ့နေရာရောက်အောင်အဲ့ဒီနွားကြီးကပို့တယ်အဲ့ဒီနွားကြီးရဲ့စိတ်ဆင်မှလေး ဟဲ့ဒီလူပွဲတန်းပွဲတွေကိုပို့ဆောင်ရတဲ့အတွက်အလွန်ပဲကြည်နူဝမ်းမြောက်ပြီးကုသိုလ်စိတ်တွေဖြစ်ခဲ့တယ်။ဘာဖြစ်လို့လဲ။ဗြဟ္မာဘုရားဓက္ခံကောင်းမင်းကြီးဘုရားဓက္ခံကောင်းကြောင့်ဟဲ့ဒီဓက္ခံကနွားဘဝရတော်လည်းပဲသူ့ရဲ့ဓက္ခံကစကားပြောလာတယ်။လူသားတွေပင်ဖြစ်တော်လဲအသိဉာဏ်ရှိတော်လူသားပင်ဖြစ်တော်လဲတခါတရံမှာအဲ့ဒီလူမျိုးကုသိုလ်ကောင်းမှုတွေကိုလုပ်ရတဲ့အချိန်မှာကုသိုလ်စိတ်မဖြစ်ဘဲနဲ့ အာကုသူစိတ်တွေတော့လည်းမဖြစ်နိုင်ဘူးလားဒါကြောင့်မို့ဒုက္ခဟာသိအရေးကြီးတယ်အောင်မြင်မှုကြော်ကြားမှုချမ်းသာမှုကအရေးမကြီးဘူးဒုက္ခသိအရေးကြီးတယ်အတိတ်ဘဝတုန်းကဘလို့တက်ခံတဲ့ဖြတ်တန်းခဲ့တဲ့ဒီဘဝကိုလွှမ်းမိုးတဲ့အရေးထိုးတယ်ဒါကြောင့်မို့အခုနှသိုးကြီးကအလွန်ပဲကြည်နူးတာအဲ့ဒီကြည်နူးတဲ့စိတ်ကအဲ့ဒီနွားကြီးဒီကံနေ့ချိန်မှာအကျိုးပေးလိုက်တယ်လေအဲ့ဒီဘဝကသေဆုံးပြီးတဲ့နောက်မှာနောက်ဘဝမှာလူပြန်ဖြစ်တယ် လူဖြစ်တော့အဲ့ဒီဘဝမှာ तू ကလက်သမားဆရာကြီးဖြစ်တယ်လက်သမားအမှုမှာကျွမ်းကျင်တယ်တနေ့ကျတော့ तू ကလူတွေလှဲပြီးသွားလို့ရအောင်ဆိုပြီးတော့တံတားကြီးတစ်စင်းဆောက်လုပ်ပြီးလှူဒန်းတယ်အဲ့ဒီတံတားဆောက်လုပ်ပြီးလှူဒန်းတဲ့ကံကဒီကံဤအချိန်မှာအကျိုးပေးလိုက်တာနောက်ဘဝမှာလူလာပြန်ဖြစ်တယ်အဲ့ဒီဘဝမှာတော့တထေးကြီးဖြစ်ရတယ်တထေးကြီးဖြစ်ပြီးတော့ န္တီမျိုးမျိုးထူထောင်ခဲ့တယ်တနေ့ကျတော့ယဟန်တော်၃ပါးကိုဆုံးဖြစ်ဆက်ကလှူဒန်းဖို့ပင့်ဖိတ်တယ်အိမ်၌ဆုံးဖြစ်ပြုစုလှူကျွေးတယ်ပြီးတော့လူစည်းစိမ်လူချမ်းသာနတ်စည်းစိမ်နတ်ချမ်းသာကိုမဆုတောင်းဘူးသူဆုတောင်းမှုလေးတိတ်ကောင်းတယ်ဤကောင်းမှုကုသိုလ်ကိုပြုလို့ရခြင်းတည်းဟူသောအကြောင်းကြောင့် အရှင်ဖျားတို့ထိုးထွင်းသိအပ်သော တရားကိုထိုးထွင်းသိတဲ့ပုဂ္ဂိုလ်ဖြစ်ပြစီဗျာမကောင်းလားအဲ့ဒီတော့အဲ့ဒီပုဂ္ဂိုလ်ဒီဘဝမှာတပြည့်တော်တပြည့်ဖြစ်ပြီးတော့တရားတွေကိုကြက်ကြက်နာနာအထုတ်နေတဲ့ပုဂ္ဂိုလ်ဘဝကိုရလို့အခုသူ့ကြောင့်လေးတပြည့်တော်ပြောပြခွင့်ရတာပါသူပြောခဲ့သလောက်ဆိုရင်ပေါ့နော်ဒါပုဂ္ဂိုလ်နိဝါဒဆိုရဲပိန်ញင်နဲ့ဒီ၆ဘဝကိုကြည့်ဖို့တောင်မှဒါမနေ့တင်ပြထားတယ်ဆိုတဲ့ပုံစံမျိုးပဲ ကိုယ့်ရဲ့ဒါရှင်းတုံးကဘဝတွေကိုပြန်ကြည့်မယ်ပေါ့နော်ဘဝတရားပဲဖြစ်ဖြစ်တထောင်ပဲဖြစ်ဖြစ်အဲ့တော့ဒီတိုင်းပဲရနေလိမ့်မယ်ပေါ့နော်ပြောလို့ရင်အခုပြောခဲ့တဲ့တော့လည်းမလွယ်ဘူးပြဒီ6ဘဝတောင်မှဒါမနေ့ပြန်ကြည့်ရတယ်ဆိုတဲ့ပုံစံမျိုးအဲ့လိုမျိုးကြီးတဲ့နေရာမှာလည်းသူကတစ်ဆင့်ချင်းလှုပ်သွားတာပရမတ်ဒါဇန်အဆင့်ကိုမြောက်ခင်ရှေ့မှာလည်းပြောရပေါ့နော် ဒါအနုလုံပတိလုံဒီမှာဒါအပြည့်အမြန်ဝင်စားပြီးတော့မှဒါသရုပ်ရဆိုင်အောင်တက်တယ်ပြီးတော့မှဒါဘိညင်ပေါ့နော်လက်ရှိဘဝရဲ့ဒါအနည်းဆုံးကနေစပြီးတော့ရှုရတဲ့သဘောမျိုးပဲအဲ့လိုပုံစံမျိုးနဲ့ဒါတဆင်ချင်းသွားမယ်ဒါမြင့်ပြဿနာတခုရှိတယ်ဗျာကိုယ့်ရဲ့ဒီဘဝအစဉ်အတန်းထဲမှာဒီအတ္တဉာဏ်သက်ဆိုတဲ့ဒီပြင်မာပေါ့နော်အဲ့ဒီဘဝကိုကိုယ်ကရောက်ခဲ့မယ်ဆိုရင်ကိုယ်ကကြည့်လို့မရတော့ဘူးအဲ့ဒီဘဝကိုကြော်လို့မရတော့ဘူး ဆိုလိုတာကဗျာဒီဘွားကကိုသွားနေတဲ့ညံလမ်းကြောင်းရဲ့ဒီလမ်းကြောင်းမှာလုံးဝပိတ်နေလိမ့်မယ်ပေါ့နော်ဒီရတင်ညာသက်ပြမာဒီကသူတို့ကပေါ့နော်ဒါဇန်တရားနဲ့တော့ရောက်တယ်အဲ့ဒီပြမာဘွားကိုဒါပေမဲ့သူတို့ကဘယ်လိုပုံစံမျိုးလဲဆိုတော့စိတ်မရှိဘူးနန်တရားမရှိဘူးအဲရုပ်ထုပုံစံမျိုးကြီးပေါ့နော်သူတို့ကဒါလူဘွားမှာထိုင်ရက်နဲ့တေွားရဆိုရင်သူတို့မြမဘုံမှာထိုင်ရက်ကြီးနဲ့ဘွားခနဲ့ပေါ်လာတယ်တက်တက်လုံးကြီးပြအဲ့တိုင်ကြီးပဲကဘာ900လောက်တက်ရှိလို့ရင်လည်းကဘာ900လုံးကြီးထိုင်ရက်ကြီးပဲ အဲ့အဲ့ရနဲ့တည်းလေအဲ့ရကြီးအဲ့အပေါ်မှာဘွားခနဲ့ဖြစ်သွားတယ်။ဘာနဲ့သွားတူမလဲဆိုတော့ဒီမြမပြီမှာဒါရွှေချထားတဲ့ရုပ်ထုတွေရှိတယ်။အဲ့တော့အဲ့ဒီလိုပုံစံအတိုင်းပဲဖြစ်လိမ့်မယ်။ဒါကိုရဲ့ဘဝအစဉ်တန်းထဲမှာအဲ့လိုမျိုးဒါအတင်ညာသက်ဆိုတဲ့ဘဝကိုကိုကရခဲ့ဘူးမယ်ဆိုရင်အခုလိုမျိုးဒါပုဝေနိဝါဒဘိညာဉ်နဲ့ကြည့်လို့ရင်ပေါ့နော်။အဲ့ဒီဘဝကကိုရဲ့ဒါဉာဏ်လမ်းကြောင်းမှာဒါပိတ်စည်းနေလိမ့်မယ်ပေါ့။ပါရမီအလွန်ကောင်းတဲ့သူတော်ကောင်းတူအကြောင်းနည်းနည်းပြောမယ်တံဝေကရเสียပါ သူကပါရမီသိအကောင်သူဘဝတော်တော်များများတပြည့်တော်တင်ပြီးတယ်။ဟိုးတော်တော်လေးဝေးတဲ့ဘဝမှာဘာတွေ့လဲဆိုတော့ရောရူဝငရဲကိုကြခဲ့တယ်။မျက်စိတွေနှခေါင်းတွေနားတွေချက်တွေပါဇက်တွေကနေမိတွေတောက်လောင်နေတာ။ကိုယ့်ရဲ့တိတ်ဘဝကို ရှုတဲ့အခါမှာဟိုမှာဝမ်းနေဒီမှာဝမ်းနေ ဟိုမှာဝမ်းတိုင်ဒီမှာဝမ်းတာလေဘာဖြစ်လို့လဲရုပ်နဲ့အစဉ်တန်းကြီးဟာဖြစ်ပျက်ဖြစ်ပျက်နဲ့တစဉ်တဆက်တည်းဖြစ်နေကြတယ်ပရိသတိသုတိမနတနသောသုတိပရိသတိလို့ဒါပြောတာရုပ်နံတွေကိုတင်းစီနိုင်ရင်တော့ဖြစ်ပျက်ဖြစ်ပျက်အစဉ်တန်းကြီးနဲ့ဆက်နေတာပဲမဟုတ်ဘူးလားမရမနတနသောလဲရုပ်နံပဲသုတိလဲရုပ်နံပဲပရိသတိလဲ ရုပ်နာမဲဆိုတော့သစ္စင်တစ္ဆတ်တည်းမဖြစ်နေဘူးလားဒါကြောင့်မို့ဟိုဘက်မှာ one thing ဒီဘက်မှာလည်း one thing ဟိုဘက်မှာ one တာရင်ဒီဘက်မှာလည်း one တာတယ်ဟိုဘက်မှာပူလောင်နေတာဒီဘက်မှာပူနေတာအိုး तू လျှောက်ထားတာလေအသက်ဝင်လုံးလို့တော်တော်ကိုစိတ်ထဲမှာတံွေကဖြစ်မိတယ်ငြင်းကြီးရှိတယ်တဲ့ရှိမှရှိပါရဲ့လားလို့ရှင်ပြတန်တရားရှိတယ်မလား အခုတော့အဲ့ဒီတပြေလျာကောင်းစွာရှုနိုင်လို့ညံ့ညအိတ်မပြောဘူးလေအလွန်ပြင်းထန်လုံးတဲ့ငရေကြီးမှကြခရရတဲ့အဲ့အဲ့ဒီအာယုံကြီးဟာသူ့ကိုလန့်လန့်နှိုးတယ်တပြေတော့လူတက်ခဲ့ပြီးပြီနဲ့တူတယ်ဖျားဆိုနောက်တဘဝထပ်ပြီးတော့ဘာဖြစ်လို့အဲ့ဒီရောဓုဘငရေကိုကြခရတာလဲဆိုပြီးတော့သူ့ကိုတိအောင် ရှုခမ်းလိုက်တော့နောက်ဘဝမှာမဆိုးကြီးဖြစ်နေတယ် သူကတပြည့်တပန်းတွေနဲ့မုတ်ဆိုးအလုတ်ကိုလုတ်ကင်တွေပုတ်ခုပဲဒီနေ့ကျတော့စသစ်ကြီးတကောင်တစ်ပင်ပေါ်ရှိနေတာတပြည့်တွေကတစ်ပင်ပေါ်တက်ပြီးစသစ်ကြီးကိုမောင်းကြအဲ့ဒီစသစ်ကြီးကလည်းလူအုပ်ကြီးနဲ့မောင်းတော့ကြောက်လန့်ပြီးအောက်ကခုံဆင်းတော့အောက်ကခုနကမုတ်ဆိုးတွေရဲ့ခေါင်းဆောင်ဖြစ်တဲ့ခုနကယောဂီဘဝအောက်ကနေလှန်တဲ့အဲ့ဒီစသစ်ကြီးကိုထိုးတာ ကျက်တိကြီးကလှန်ထိုးတန်နဲ့အလွန်မှဒေါသထွက်ပြီးအဲ့ဒီမုတ်ဆိုးကြီးကိုအပြင်းအထန်ကြိုက်တာကြိုက်တဲ့အတွက်ကြောင့်ပဲအဲ့ဒီမုတ်ဆိုးကြီးကပြင်းထန်တဲ့ဝေဒနာကိုခံစားရတော့တပြည့်တွေကထန်းစင်ပြစ်ခေါ်သွားတယ်အဲ့ဒီထန်းစင်နဲ့ခေါ်သွားရင်လမ်းမှာပဲတည်သွားတယ်ဒီကောင်นี่ပေါ်တဲ့အာယုံကယဟန်တပါးကိုတတ်ခဲ့တဲ့အာယုံပေါ်တယ်ဒီနေ့အိမ်ကနေထွက်ပြီးတော့အမဲလိုက်မယ်ဆိုပြီးထွက်လာတာအမဲလိုက်ဖို့လမ်းမှာ ရန်တဘာကြွနေတာ တွေ့လိုက်တော့မကောင်းမှုပြုနေတဲ့ပုဂ္ဂိုလ်ကကောင်းမှုပြုနေတဲ့ပုဂ္ဂိုလ်တွေ့တဲ့အခါစာပေထဲမှာလည်းမိမိတို့ရှင်ပြတို့ဖတ်ဖူးတယ်အမင်္ဂလာလို့စိတ်ထဲဖြစ်တယ်ဒီယဟန်ကို တွေ့ရတာငါအဲ့အတွက်အမင်္ဂလာပဲဆိုပြီးအဲ့ဒီယဟန်ကိုလှံဖြစ်ထိုးတက်ခဲ့တယ်တိလရှိတဲ့တော်ကောင်းဖြစ်တယ်ဂုံတူဝိဒေသတွေနဲ့ပြည့်စုံနေတဲ့တော်ကောင်းတူဦးဖြစ်ပါလိမ့်မယ်အဲ့ဒီကံကြောင့် တေဂာနီမှာအဲ့ဒီကံအကျိုးပေးလိုက်တာရောရူပငရဲကိုကြာသွားခဲ့တယ်။အဲ့ဒီမှာပြင်းပြင်းထန်ထန်ခံရလွန်းလို့အဲ့ဒီကနေလွတ်သွားပြီးတော့ပြာပူငရဲကြတယ်လေ။ငရဲငယ်ကိုကြာ။ပြာရီဖုံးနေတာသူလျှောက်ထားတာတော့အင်မတန်အသက်ဝင်တယ်။အဲ့ဒီပြာပေါ်မှာပြင်းနေတာအဆုံးမရှိဘူးဖျားတဲ့ပူလိုက်တာဖျား။ တခုတော့ရှိတယ်ဗျအခုပြောနေတဲ့အကြောင်းအရာကိုကျွန်တော်တို့ကဒါသမိုင်းသူဒေသနာအမြင်နဲ့ကြည့်လိုက်လို့ရင်တော့ပြောလဲတွေးရလေးရတော့ဖြစ်တယ်။ဘာလို့လဲဆိုရင်အခုပြောခဲ့တဲ့အထဲမှာဆိုရင်သူမုံဆိုးဖြစ်တယ်ပေါ့နော်။မုံဆိုးဖြစ်ပြီးတဲ့အချိန်မှာသူငရဲကြတယ်။အခုဆိုရင်အခုပြာကငရဲဆိုပြီးဒုတိယငရဲထပ်ဖြစ်တယ်။ကျွန်တော်တို့သိထားတဲ့အသည့်အရာဆိုရင်ငရဲတစ်ခုရဲ့တက်တန်းကမနေဘူးဗျ။ဥပမာအပြင်ဆိုရင်ပေါ့နော်ဒါငရဲကြတယ်ဆိုရင်ဒီလူတက်တန်းနဲ့ဆိုရင် နှစ်ပေါင်းကဒါသိမ့်တဲ့အနေဆုံးခြီးပြီးတော့ကြားလိုက်မယ်ဒါကတော့စပေးရပါတော့ခုပြောသွားတဲ့ဒီဇလန်တဲ့ကခုဒါငဲကြတယ်ကြားပြီးတဲ့အချိန်မှာဒါဒုတိယငဲတော့မှထက်ကြလိုက်သေးတယ် အဲ့ပြီးတော့မှအခုဒီဘောကိုရောက်လာတယ်ဆိုတော့ကျတော့အဲ့ဒီဘောကတွေအလုံးပေါင်းလိုက်လို့နှစ်ပေါင်းကဒါ2500လောက်ပဲလို့တွက်ရမှာပေါ့နော်သူ့ရဲ့ဒါအရင်ဆုံးဘောဖြစ်တဲ့မုံဆိုးဘောကမှဒါရန်တပေါက်တွေးခဲ့တယ်ဆိုလိုတာကဒါဖျားပွင့်ပြီးမှာပေါ့နော်ထပ်တွေးမယ်ဆိုတော့မှတွေးချင်နေရတယ်အများကြီးရှိသေးတယ်ဘာလဲဆိုရင်အခုဒါစစ်သည်အကြောင်းပြောပါတယ်အဲ့တော့ကျွန်တော်တို့ကဒါတွေးရတော့မှာပေါ့နော်ဗုဒ္ဓဘာသာနိုင်ငံလည်းဖြစ်တယ်စစ်သည်ရှိတဲ့နိုင်ငံလည်းဖြစ်တယ်အဲ့တော့ဘယ်နိုင်ငံလဲပေါ့နော်အဲ့လောက်ထိလဲကျွန်တော်တို့ကတွေးလို့ရတယ်အဲ့ဒီမှာလေးပဲ ကာလရှိကြခံစားရပြီးတဲ့နောက်အဲ့ဒီကလွတ်တဲ့အခါမစင်ပင်ပုတ်ငရဲကိုကြာတယ်လေအဲ့ဒီနေ့ဟိုမှာနန်းနေတာဒီဘက်မှာလည်းနန်းနေလို့ရေဒီအကျဉ်းချင်း ချိုးရတယ်ဗျာတဲ့အနတ်မပြောက်ဘူးဖြစ်လို့လေမစင်တွင်းကြီးထဲမှာကြာပြီးတော့မစင်ပင်ပုတ်ငရဲမှာခံခဲ့ရတယ်အဲ့ဒါကြောင့်မို့ဒီဘက်ဘဝမှာအင်မတန်မှခံရတယ်အဲ့ဒီအာယုန်ဒီ ွားွားပေါ်နေတယ်။အဲ့ဒီမစင်ပင်ပုတ်ငရဲကနေလွတ်ပြီးတဲ့နောက်မှာနောက်ငရဲငယ်တခုထွက်ကြတယ်။လက်ပံတော်ငရဲပြောလို့ပြတော်တော်လေးတော့များနေပြောမှာဘဝတွေကဒီငရဲကွာအခုဆိုရင်ဒါ၃၄ခုလောက်ရှိနေပေါ့နော်အဲ့တော့တွေးကြည့်ပေါ့ဒီဘုရားခေတ်ကနေအခုကျွန်တော်တို့ခုရောက်နေတဲ့ခေတ်ဒီပေါ့နော် ရဲကိုလေးကကြမယ်ဆိုရင်ဖြစ်နိုင်ပါမလားလွယ်ပါမလားပေါ့နော်အမှန်ကန်ဖြစ်ခဲ့တယ်ဆိုရင်လေငရဲတစ်ခုရဲ့တက်တန်းကနှစ်ပေါင်း200 300ဒါမှမဟုတ်နှစ်ပေါင်း400 500ပေါ့နော်အဲ့လောက်ပဲဖြစ်တယ်ဆိုတဲ့အနေထားဖြစ်နေတယ်နောက်ကနေလက်ရိတ်တာလေရှိမှရှိတဲ့လက်ပံပင်ကြီးပေါ်ကိုပြည့်တက်တာသူလျှောက်တယ်အဲ့လက်ပံပင်ကြီးမှာတတော်လောက်ရှိတဲ့စူးကြီးတွေထွက်နေတယ်ဗျာတပြည့်တော့တန်လိုက်နဲ့ဆွဲပြီးတော့ထိုးထည့်လိုက်တယ်လို့ပဲ ကံကြောက်လေအောက်ကနောက်ကနေလက်ရဲတော့ပြေးစရာမြင်မရှိတော့လက်ပံပင်ပေါ်ကိုပြစ်တက်တာသွေးတွေရဲရဲနီးနေအောင်ကြတယ်ဗျာတဲ့နာလိုက်တာဗျာပြန်ပြုတ်ကြလာတယ်အောက်ကရိုက်ပြန်ပြန်တက်ပြန်တယ်ဒီဘက်ကစူးတချောင်းဝင်သွားတယ်ဟိုဘက်ကစူးတချောင်းကတန်လိုက်နဲ့ဆွဲပြီးတော့ထိုးလိုက်တယ်လို့ပဲတခါတည်းကိုရော့ခနဲ့ကို ဝင်သွားတော့တာပဲဗျာ အဲဒီကနေမှလွတ်ပြီးတော့ဘာဖြစ်တလဲလို့ပြောရင်ပြိတာဘဝရတယ်။ဒါဆိုရင်ရှင်ဖျားတို့အားလုံးဖျားဟောသွားတဲ့ငရေကြီးရှိတယ်ငရေသေးရှိတယ်ငရေငယ်ရှိတယ်ဆိုတာတနေ့ရှင်ဖျားတို့ရဲ့ဘဝထဲမှာတကယ်ရှုနိုင်တဲ့အခါကျရင်တော့ယုံတယ်လို့ပြောမလားသိသွားပြီလို့ပြောမလားအဲ့ဒီတပြည့်လေးဟာ ဲ့ဒီဘဝကနေစပြီးတော့နေကြတဲ့ဘဝကြီးပြီးတော့အသက်တူတယ်ငရဲကနေတက်လာတဲ့ပုဂ္ဂိုလ်တွေတော်တော်များများနေကြတယ်ပြီးရင်အသက်သူ့တက်တက်ခဲ့တဲ့ကံကချမ်းရံထားတဲ့အတွက်ကြောင့်မို့အသက်ရှိရှိမနေရဘူးပြီးတော့လူဘဝတုန်းကလည်းပဲလူတွေရဲ့အထင်သေးမှုကိုတော်တော်ခံရတယ်။အဲ့ဒီတပြည့်လေးကို ဒီနေ့တရားဟောတဲ့ပုဂ္ဂိုလ်ကဟိုးရံငယ်ဘွားကလေးကသူ့ကိုနာမည်လေးပေးခဲ့တယ်ကံကြမ္မာလူစုလို့အဲ့ဒီတုန်းကအဲ့ဒီလောက်ထိဘွားကြီးအများကြီးမရှိရသေးဘူးအခုမှသူ့ကိုထွတ်ရှုခိုင်းလို့စားအားရှိလာလို့ရှုခိုင်းလို့အဲ့ဒီလောက်ဘွားကြီးအများကြီးရှုနိုင်သွားတာဒါဆိုလို့ရှိရင်အဲ့ဒီလို သမှုတရားတစ္ဆာတည်ပြီးတဲ့နောက်ဘုဒ္ဓတစ္ဆာမြည်ရတဲ့ ဝိပဿနာရဲ့အရှုခံအာယုံဟာမိမိတို့နဲ့တသားတည်းရှိပြီဘုရားအလောင်းတော်ကိတုမိုးတောက်ရန်ချမဒုက္ခသစ္စာမိရတဲ့ယုတ်တရားနန္တရားသမှုတရားသစ္စာအမိရတဲ့အကြောင်းတရားအကျိုးတရားတွေခဏမဆဲတသေးတဲ့ဖြစ်ပြီးရင်ပြတ်နေတဲ့သဘောကိုမြောင်ကြည့်လျက်အနေစာလို့တည်တင်ကြီးဝိပဿနာရှုခွင့်ရကြတယ်ဖြစ်ချင်းပြတ်ချင်းတန်ချက်ပြအနှိမ့်ဆက်ခံရတဲ့သဘောကိုမြောင်ကြည့်လျက် ဒုက္ခလို့တတင်းကြီးဝိပဿနာရှုခွင့်ရကြတယ်ကျွန်တော်ကြားဦးတဲ့ဖြစ်ရလေးပေါ့နော်တော်တော်လေးကိုထူးဆန်းနေလေးပဲပြောမှာဘာလို့လဲဆိုရင်အဲ့လိုပုံစံမျိုးကျွန်တော်တို့လုံးဝမကြားဘူးသေးဘူး။ तू ကဒီရေနှောင်းကဒါရက်ဂျိုးကြီးလို့ပြောလို့ရတယ်။ရက်ကိုဒါနေတိုင်းတောက်တယ်။တနေ့မှာတော့ဗျာ तू ကဒါရက်တွေပါမြူးပြီးတော့ဒါရန်တွေပါဖြစ်တယ်ပေါ့နော်။ဖြစ်တဲ့ချိန်မှာသူ့ရှင်တဲ့ဒါတော်တော်ကြီးကိုဆိုးသွားတယ်။ဆိုးဆိုတော့ဘလောက်တောင်ဆိုးလဲဆိုရင်တေမယ်လို့တော့မှတွက်ထားကြတယ်ပေါ့နော်။ပြောလဲ तू ကလည်းမျောသွားတယ်။မျောပြီးတော့ဒါဆေးရုံကိုရောက်သွားတယ်ပေါ့နော်။ အဲ့ဒီချိန်မှာသူကဘယ်ရောက်သွားလဲဆိုရင်နောက်ဘဝကိုရောက်သွားတယ်။ရောက်သွားတဲ့ဘဝကဒါကြက်ဘဝပေါ့နော်။အဲ့ဒီချိန်မှာသူကြက်ဖြစ်ခဲ့တယ်။သူကပြအဲ့ဒီຢာတွေမှတ်မိတယ်။သူဘယ်လိုပုံစံမျိုးမွေးတယ်ပေါ့နော်။ဒီဥရဲနေပေါက်ဖွားလာတယ်။အဲပြီးတော့ကြက်ပေါက်စာလေးဖြစ်လာတယ်။အဲ့တော့အဲ့ဒီကြက်ဘဝမှာသူမနေ့ရက်လောက်နေရလဲဆိုရင်ဒါ၄၅ချောရဲ့9ရက်လောက်ပေါ့နော်။အဲ့လောက်ဖြစ်မယ်တင်တယ်။အိမ်ထဲမှာရှိနေတဲ့ခွေးရဲ့ပေါ့နော်သူ့ကိုဆွဲသွားတယ်ပြောရရင်သူတေသွားတယ်ပေါ့နော်အဲ့ဒီမျောနေတဲ့ဒါလူရဲ့ခန္ဓာကိုယ်ထဲကိုပြန်ရောက်လာတယ် ပြောလင်လူပြန်ဖြစ်သွားရေပေါ့နော်အဲအကြောင်းမို့လို့ဗျာပြောလင်ဒါရှေးဘဝနောက်ဘဝတို့အခုလိုမျိုးဒါဘဝကူးပြောင်းတယ်ဆိုတာမျိုးကဗျာတွေးရလွန်တော်တော်ကြီးကိုရှုပ်ထွေးတဲ့အရာတွေပေါ့နော်အဲ့တော့မတွေးတာပဲကောင်းမလားပေါ့